ခရဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျွန်မကတော့ဒိုခရဲ့ဝိုင်းတော်သားတဦးဖြစ်တဲ့ဟီဆေဘေးဖြစ်ပါတယ်။ကျွန်မအခုဖတ်ပြပေးမှာကတော့ဆရာမတော်ရာလာမင်း ဆန္ဒရေးသားထားတဲ့သင်္ချိုင်းမြေဆိုတဲ့ဝတ္ထုတူလေးပဲဖြစ်ပါတယ်။သင်္ချိုင်းမြေကျွန်တော်လက်ထဲမှာကင်ထားတဲ့ပစံ6သိန်းကိုကျွန်တော်နှမျိုးတတာနဲ့ကြည်နေမိတယ်။မနေ့မိုးလင်းတာနဲ့ဒီပစံတွေကိုအိမ်လာကပေးရတော့မှမလို့စိတ်မကောင်းဖြစ်မိပါတယ်။ စီပွားရေးမချောင်လဲတော့လေသူများအိမ်ငါဘဝနဲ့ပဆန်လေးစုမိလိုက် သူများပေးလိုက်နဲ့လုံးချလိုက်နေရတာပဲတခါတခါတွေးမိတာသူများကိုရှာကျွေးနေတယ်လို့ပဲလို့တွေးလာမိတယ်မိသားစုစားဝတ်နေရေးကြက်တဲနေရတဲ့အထဲအိမ်လာကဆိုရာကြီးကအပူတစ်ခုလိုဖြစ်နေရတာဗျာလက်ထဲကပဆန်တွေကိုတက်တာတဲ့ထက်တော့ခတ်ပြီးအိယာပေါ်လှဲ့အိပ်ပြစ်လိုက်မိတယ်ကျွန်တော်မိမကတော့ကလေးချော့တိတ်နေပေမဲ့သူ့စိတ်ထဲလဲကျွန်တော်လိုပဲတွေးနေမိမယ်ထင်ပါတယ် ကျွန်တော်တို့မယူခင်တမီရီစာဘဝတော့ငါတော့ပစံကိုဘလို့စုမယ်အိမ်လေးတလုံးအရင်ဝင်မယ်စိတ်ကူးတွေကတော့送လို့တကယ်လက်တွေ့မှာအိမ်လေးတလုံးဝင်နိုင်ဖို့အဝေးစွာတလတသိန်းနဲ့ငှားထားတဲ့အခန်းလေး6လတစ်ကြိမ်အလင်းမီအောင်ပေးနိုင်ဖို့အတော်ရုန်းကန်နေရတယ်။တမီလေးရလာတော့ဝင်သမျှပတ်စံတွေကိုပူချွေထားပြီးသုံးလာရတယ်။ကျွန်တော်မိမဆိုအိမ်မာနေရင်တနိုင်တစ်ပိုင်းအိမ်နွေးမှုလေးတွေလုပ်တယ်။ဘာလချောင်းကျော်အာလူကျော်အသာဓုကျော်စသဖြင့်ပေါ့ဗျာ။ အထုပ်လေးတွေအစင်သင့်ထုတ်ပို့ပြီးကျွန်တော်ကားဆွဲနေရင် နေ့လယ်ထမင်းစားပြန်ရင်အဲ့ဒါလေးတွေကိုအိမ်ဆိုင်တွေလိုက်ဖို့ပေါ့ကားတွေကလည်းပေါများလာတော့အရင်လိုကားဆွဲလို့မကောင်းတော့ဘူးကားအုံနာကိုအပ်ပြီးတရကိုတတောင်းတတောင်းခွဲလောက်ကျန်တဲ့အခါကများတယ်ကားဆွဲကောင်းတဲ့နေ့တွေဆိုတော့၃-၄ထောင်လောက်ရပါတယ်အဲ့ဒါလိုရတဲ့ရက်တွေကအနည်းစုပဲဒုံရင်းဒုံရင်းတတောင်းခွဲလောက်ကပုံများနေတယ်မိမရဲ့အိမ်တွင်မှုအလုပ်လေးကတော့တိတ်မဆိုးလာပါဘူးတရက်ကို9000လောက်ကျန်တယ်ဗျာ နှစ်ယောက်ရှာသမ ्या ကအိမ်စည်းနဲ့သမီးလေးပို့နဲ့အိမ်လာကနဲ့လင်မယားနှစ်ယောက်ကဘာမှတုံးရတယ်လို့မရှိဘူးဒါပေမဲ့ကျွန်တော်မိမကဝင်ငွေတွေတိတ်စီစီပြီးရသလောက်အဆူဆောင်းနိုင်တယ်ဗျသူအရေးချင်းလို့ပဲဆိုရမလားငါမူသားရွှေဆွဲကြိုးလေးတကုန်းနဲ့လက်စွပ်တကွင်းငကလေးတရံတော့သူချွေတာတုံးပြီးဆူထားတာရှိတယ်အိမ်လာက6သိန်းပေးပြီးတဲ့အခါနောက်တလောက်လောက်နေတော့ကျွန်တော်မိမကတိုင်မင်းလာတယ်သူ့အတီပွဲစားကမြေခွက်လေးလာဆက်တာတကွက်ကို15သိန်းနဲ့ဗျ သူကအဲ့ဒီမြေခွက်လေးလူချင်းနေရှာတယ်။မြေခွက်ကမြို့စုံဘက်မှာလူသူတိတ်မရှိဘူး။ဒါပေမဲ့ကျွန်တော်တို့လိုလူဒန်းစားတွေအတွက်တော့မမိုးစရာပဲ။ကျွန်တော်လည်းတေချာစုံစမ်းကြည့်မယ်ပေါ့။တကယ်လို့အဆင်ပြေတယ်ဆိုရင်ရွှေတွေအကုန်ရောင်းလိုက်ရင်12သိန်းလောက်ရမယ်။လူတွေပတ်စံအုံနာစီဆွဲပြီးမျက်စိမိတ်ဝယ်မယ်လို့တွေးလိုက်တယ်ဗျ။မြေခွက်ရလိုက်ရင်အိမ်ဆက်မငါတော့ပဲ။အိမ်လာကကိုအိမ်လေးစောင့်မယ်ပေါ့။ကျွန်တော်အတီတယောက်ကပြောင်းတုတ်လေးနဲ့တထပ်အိမ်လေးကိုသူများအတွက်စောက်ပေးတာမြင်ဘူးတယ်။ အပီအစီမှာ9သိန်း8သိန်းလောက်ပဲကြတာဒါဆိုပတ်စံတော့ကြက်သေးသွားပြီမဲ့ကိုယ့်အိမ်လေးနဲ့ကိုဖြစ်သွားမယ်အိမ်လာကမပူရတော့ရသမျှစူဆောင်းနိုင်မယ်ကျွန်တော်တို့လည်းမျောလင်းချက်တွေနဲ့ကျင်းနေနေမိကြတော့တယ်နောက်ရက်ပွဲစားနဲ့ကျွန်တော်မြေခွက်ကိုတွားကြည့်ကြတယ်မြေခွက်ကပီတော့ကျင်းနေဗျ35 40ပေးလောက်ပဲရှိတယ်ဒါပေမဲ့လည်းဒီစည်းလေးနဲ့တလောက်လေးရတာပဲမဆိုးလာပါဘူးကျွန်တော်ပြတဲ့အကွက်ပြီးမှလည်းအခြားအကွက်တွေအများကြီးရိုက်ထားတာတွေ့ရတယ် နေရာကောင်းတွေကဈေးတမျိုးလမ်းပေါ်ဆို30 60 60ကျွန်တော်တို့တက်နိုင်တဲ့15သိန်းတန်းဆိုတာလမ်းအတွင်ပဲကြောင်ကြတဲ့နေရာဒါပေမဲ့ဘာပဲဖြစ်ဖြစ်ပါလိကားဝင်လို့လည်းရပြီးကိုချီနိုင်လက်နိုင်ရှိတဲ့လောက်လေးနဲ့မြေခွက်လေးတစ်ခွက်ရမယ်ဆိုတာဝမ်းသာနေမိကြတယ်ကျွန်တော်ဝမ်းသာလို့မဆုံးသေးဘူးမြေခွက်ဈေးပေါ်ရတဲ့အကြောင်းရင်းကိုကျွန်တော်နဲ့ကားတူဆွဲတဲ့မိတ်ဆွေကပြောပြလာတယ်ဒီမြေခွက်နေရာဟာအရင်ကရွာသိမ်းကြိုင်ဆိုတာပဲလူဦးရေထူထပ်လာတော့ မြေနေရာရှားပါလာတဲ့အတွက်ပြောင်းရင်းရွှေ့ရင်နဲ့ဒီတင်ချိုင်းမြေကစီးပွားရေးသမားတွေအတွက်ဈေးကွက်တခုဖြစ်လာခဲ့တယ်။ကျွန်တော်ကအယူသီးတဲ့တဲသူတော့မဟုတ်ဘူးဗျ။ဒါပေမဲ့လည်းတင်ချိုင်းမြေဆိုတော့စိတ်ထဲနင်းနေတော့တမျိုးကြီးဖြစ်သွားမိတယ်။ဘေးပတ်ဝန်းကျင်ကိုကြည့်ရသလောက်လားနေထိုင်နေတဲ့သူတွေနည်းနည်းပါးပါးတော့ရှိနေကြပြီ။အိမ်လာဆောက်ထားတာတော့ဆယ်အိမ်လောက်ရှိပြီ။တကယ်လူလာနေတဲ့အိမ်က၃လအိမ်လောက်ပဲ။ဒီနေရာမျိုးကတနေ့နှစ်နှစ်လောက်နေစီကားလာမှာတော့သိကြတယ်။ သူ့ရဲ့အာသာချက်ကမြင်းကြီးတယ်။လံပန်းဆက်သွေးကြီးကောင်းတယ်။ဈေးတန်တယ်။ရေကလည်းအစိုးရပိုင်လိုင်းတွေလိုက်ရုံပဲ။မီးလည်းရှိတယ်။မီတာလျှောက်ဖို့လည်းလွယ်ကူနေပြီ။တရငါလည်းလျှောက်လို့ရနေပြီလို့ပြောတယ်။ဒီလောက်အဆင်ပြေနေမှတော့မျက်စိမေးပြီးဝေတည်နေတယ်လေ။အာနေချက်ကသင်ချိုင်းမီဖြစ်နေတာတခုပဲ။အိမ်ရောက်တာနဲ့မိမကိုပြောပြတော့မိမကမဝေတော့ဘူးလို့လုပ်တယ်။သူကကြောက်တတ်တော့သင်ချိုင်းမီလို့ကြားတာနဲ့တွန့်သွားတော့တာပဲ။ကျွန်တော်ကဝေခြင်းနဲ့ အင်းငါးဘွားနဲ့နေရတာစိတ်ကျဉ်းချက်နေပြီဗျ။ကိုယ့်အိမ်လေးနဲ့ကိုဘလို့နေနေဘလို့ဆဆခေါင်းပြောင်းအောင်အီလို့ရတယ်လေ။မိမကိုနားချရတာပေါ့။ကျွန်တော်ကဝေချင်တဲ့စိတ်ပြင်းပြနေတော့သူလည်းအင်းငါးဘွားနဲ့မနေချင်တာလည်းပါတယ်။နောက်ဆုံးသဘောတူလိုက်ပါတော့တယ်။နောက်ရက်ရွှေတွေရောက်အုံနာစီပဆက်နေနဲ့ဆွဲပြီးဝေပြစ်လိုက်တယ်ဗျ။ဆာရွက်ပေါ်မှာကိုယ့်နာမည်လေးမြင်ရတာဘလို့ပျော်မှန်းမသိဘူး။ဘဝမှာတော့နေစရာမြေခွက်လေးတစ်ခွက်ရလိုက်ပြီးဆိုတဲ့ PD ကလိုက်ခနေလိုက်ခနေပဲ။ တညာလုံးမအိပ်ပျော်ပဲစာချုပ်လေးကိုထုတ်ထုတ်ကြည့်နေမိတယ်။ပြီးတော့စိတ်လဲမောသွားတယ်။အိမ်ဆောက်ဖို့ရှာရဖွေရအောင်မယ်မလား။ကျွန်တော်အရင်ထက်အလုပ်ပိုလို့ဖြစ်လာတယ်။အရင်ကဆိုရင်ည9နာရီကျော်ရင်ကားမဆွဲတော့ဘူး။အခုက9နာရီထိဆွဲတယ်ဗျာ။မနေ့ဆိုလဲအစောကြီးထကားဆွဲနေပြီ။ပင်မန်းပေမဲ့ပတ်စံလေးတော့ပိုရတာပေါ့။အတီလိုနဲ့ပဲမိမရတဲ့တနည်း9000ကိုအိမ်စိတ်သုံး။ကားဆွဲလို့ရတာလေးကိုသမီးလေးအတွက်လူသားသုံးပြီးစုလိုက်တာ။ နှစ်လလောက်မှလက်ထဲပတ်စံ၁၀သိန်းလောက်စုမိသွားတယ်။ကောက်အုံနာကိုတော့အကြွေတောင်းပန်ထားရတာပေါ့။အိမ်ဆောက်ပေးတဲ့မိဆွေကိုဆက်သွဲပြီးဗျောင်တုတ်အပြာလေးနဲ့အိမ်သေးသေးလေးဆောက်ဖို့အပ်လိုက်တော့အပီအစီ၈သိန်းခွဲကျတယ်ဆိုပြီးတွက်ပေးလို့ဝမ်းနေတားရတာပေါ့။လက်ထဲကျန်တာလေးနဲ့အိမ်တက်ပွဲလေးလုပ်ရမယ်လို့စိတ်ကူးလိုက်ကြတယ်။ကျွန်တော်တို့လည်းအိမ်ဆောက်ဖို့အပ်လိုက်တော့တာပေါ့။ခြံစည်းရိုးတော့မကနိုင်သေးဘူးပေါ့ဗျာ။ဒါတွေက နောက်မှတဖြည်းဖြည်းပြုပြင်ယူရမယ်။အိမ်ဆောက်တာတလခွဲလောက်ကြာမှနဲ့ အိမ်ကနောက်တလဆိုရင်လကပြေးမှနေတော့အချိန်ကြိုက်လောက်ပါပဲအိမ်ဆောက်ဆောက်ပြီးဆိုတာနဲ့နေတိုင်းတွားကြည့်ပြတဲ့အိမ်လေးရုပ်လုံးပေါ်လာလေးလေးပီတိတွေဖြားလေးလေးအိမ်ပတ်ဝန်းကျင်ကတော့ဝေစားကအတိုင်းတိတ်ဆိတ်နေတော့မယ်လာနေတဲ့သူအသေးဆိုတာလည်းမရှိသေးဘူးလူနေတဲ့အိမ်တွေကလမ်းနပေးတွေမှာကျွန်တော်အိမ်ပဲနဲ့နည်းနည်းလှန့်နေသေးတယ်ကျွန်တော်နေရာကကြောင်အကြဆုံးအဲ့ဒါကြောင့်လေဒီစည်းနေရတာဖြစ်မှာပါကျွန်တော်အိမ်ပြီးမှမြေကွက်လက်တွေကြီးပဲကျွန်တော်တို့မိသားစုပဲရှိမယ် မိမကအင်ရလိုသာပြောတာပြောနေတာအပြေဝါမပြောနိုင်ရှာဘူးတင်းချိုင်းမြေဆိုပြီးစိတ်ဆွဲနေသေးတယ်လေကျွန်တော်ကတော့ဖျားတရားလုပ်ပြီးမြစ်တာပို့ဖို့ပဲပြောပြတယ်ဒီလိုနဲ့အင်လာကပြေကန်နေအင်သစ်လေးကိုမိသားစု၃ယောက်ပြောင်းနေလိုက်ကြတယ်အင်သစ်တပွဲကိုအကျဉ်ချုပ်လုံလိုက်တာပေါ့ဖုန်ကြီး၅ပါးပင့်ဖိတ်ပြီးဆွေမျိုးနဲ့အတိမိတ်ဆွေလူ၃၀လောက်နဲ့အင်တပွဲလေးလုံလိုက်ကြတယ်ပြဿနာကအဲ့ဒီကစတာပဲ။ ဆီယာတော်တွေကတရားနာပြီးကမဝါဆော့ဖတ်တာနဲ့အိမ်အကာသူကဒုံငနေမြည်သွားတယ်။ကျွန်တော်တို့လည်းသူ့မိုးသူကဆိုတော့အဘူအေးမမြလို့အတန်မြည်တယ်လို့ထင်လိုက်ကြတာ။ကမဝါတဲ့ဆုံရောတခါထက်မြည်တယ်။အတန်ကတစ်ဖက်တည်းမဟုတ်ဘူး။အကာလေးပဲလုံးမြည်တာ။ဒုံဒုံဆိုတဲ့အတန်ကလူတွေအကုန်ကြားကြတယ်။အဲ့ဒါလဲတတိမထားမိကြပြန်မူ။ရေစက်ချအမျှဝေးပြီးဆီယာတော်ကဆံမန်းကိုအိမ်ထဲအိမ်ပြင်ပက်ဖို့မှာသွားပါတယ်။ ကျွန်တော်တို့လည်းအလုံများနေတာနဲ့ချက်ချင်းမပတ်ဖြစ်ဘူး။ဧသည်ရီပြန်ကုန်တော့ကျွန်တော်အတော်နဲ့ကျွန်တော်တို့ကတရက်နေရက်လာဆောင်အီကူမဲဆိုပြီးနေခဲ့တယ်ဗျ။ကျွန်တော်မိမကလည်းအဖို့ရလို့ဝမ်းသာနေတာပေါ့လေ။ညနေဝင်စားရောက်မှအတော်ကစံမန်းတွေပပီးပြီလားလို့မေးတယ်။ဟာမပက်ရသေးဘူး။မေးနေတယ်လို့ဆိုတော့အတော်ကသူယူပြီးအိမ်ထဲအိမ်ပြန်လိုက်ပက်ပေးတယ်။စံမန်းပက်လိုက်တာနဲ့အိမ်သွတ်တီကိုထတ်ထူပြန်တယ်။စုစုပေါင်း၄-၅ချက်လောက်ရှိတယ်။ မိမကမျက်နှာနဲ့နဲ့ပြက်လာပြီကျွန်တော်ကကြောက်နေကြမှာဆိုလို့သူတွေကနေဘက်အပူရှင်ထိထားလို့အခုလိုညဘက်အပူလျော့သွားချိန်မှပြန်ယုံတက်တဲ့ဘာညာပြုတ်ထားရတာပေါ့အိမ်ကမီတာမရသေးတော့ LED မီအိမ်လေးတွေနဲ့ထွန်းထားရတာပေါ့မောင်လာတာနဲ့ကျွန်တော်သမီးကထောက်ငိုပါလေရောကျွန်တော်တို့ဘလို့ချော့ချော်မရဘူးသမီးလေးက၃နှစ်အရွယ်စကားပြောတတ်နေပြီသူကအိမ်တကားဘက်ကိုကြည့်ကြည့်ပြီးငိုးနေတာပါဇက်ကလည်းကောင်းကောင်းကြီးကောင်းကောင်းကြီးလို့ပြောတယ် ကလေးဆိုတော့လေဘာဆိုလိုမှနားမလည်မိဘူးအဲ့ဒီလိုနဲ့တနေကုန်ပင်ပန်းထားကြလို့စောစောအိတ်ဖြစ်ကြရောညာ၈နာရီလောက်ကြတော့တယောက်ယောက်ကအင်ကိုပတ်ပြီးပြင်းနေတဲ့အတန်ကိုကြားရတော့တာပဲကျွန်တော်လည်းလန့်သွားမိတယ်တခူလာပါလာပေါ့လေတကယ်အရေးကြောင်းဆိုရင်ပတ်ဝန်းကျင်အိမ်တွေကလူမရှိကြဘူးလူတွေနေတဲ့အိမ်တွေနဲ့ကျွန်တော်အိမ်ကမြေကွက်၅ကွက်၆ကွက်လောက်ကျော်တယ်။အော်ရင်တော့တော်တော်နဲ့ကြားကြမယ်မထင်ဘူးဗျ။ယောက်ျားသားဆိုလို့ကျွန်တော်နဲ့ကျွန်တော်တို့ပဲရှိတာ။ ူတော်မောင်ကအခုမှ14နှစ်အရွယ်ဘလို့အားကိုးရသေးမတုံးပြကျွန်တော်တို့လည်းတစုတည်းစုနေလိုက်ကြပြီးတော့တခုခုဆို ခုခံမှုရှာပြီးလက်ထဲကင်ထားကြတယ်ပတ်ပြေးနေတဲ့အတန်ကအိမ်တကားရှိမှပဲရက်သွားတယ်ဗျကျွန်တော်ကတကားကလန့်ကိုကင်ထားပြီးတော့ကျန်တဲ့သူတွေကိုအချက်ပြလိုက်တယ်ပြီးတာနဲ့ရုတ်တရက်တကားဖွင့်ပြီးလက်ထဲကအဝိတ်ကြိုက်တုံးနဲ့ရွေးလိုက်တော့တကားဝါမှာဘသူမှရှိမနေဘူးမိအိမ်ကိုလှမ်းယူပြီးအပြင်ထွက်ကြည့်တယ်ဘသူမှမတွေ့ဘူး ဒါပေမဲ့ကျွန်တော်ခေါင်းနှပန်ကြည့်သွားမိပါတယ်။ညနေကအတော်ပက်ထားတဲ့ဆန်မန်းတဝိုက်မှာခြေဘွားရရာအတိုင်းဆန်စေ့တွေမင်းနေတာအံ့ဩစရာကောင်းနေပါတယ်။ဒါပါတွေလေဆိုပြီးအကုန်လုံးလန့်ကုန်ကြတယ်။ကျွန်တော်တို့လည်းအိမ်တကားကိုအပြင်ဘက်ကနေပိတ်ခဲ့ပြီးတော့ခြေရာအတိုင်းလိုက်ကြည့်လိုက်တော့ခြေရာကအိမ်တအိမ်လုံးပပတ်လေးကနေတွေ့ရတာပဲ။အတော်နဲ့မိမကတော်တော်ကြောက်နေကြပြီ။မိမကသမီးလေးကိုချီရင်မျက်ရည်လဲနေပြီ။ခြေရာကတကားဝမှာပဲဆုံးသွားတယ်။ ကျွန်တော်တို့အိမ်ထဲမဝင်ရဲကြသလိုအပြင်မှာလည်းမနေခဲ့ဘူးအပြင်ထက်အိမ်ထဲကနည်းနည်းပိုလုံခြုံမှမလို့အရေးစုံပြီးဝင်လာလိုက်ကြတော့တယ်အိမ်ထဲဝင်လာနဲ့ကျွန်တော်တို့အကုန်အိမ်အပြင်ပြန်ထွက်ပြေးရတာပဲဗျာလူမဲမဲကြီးကအိမ်ထဲမှာထိုင်းနေလို့ပါသူမျက်နာကလည်းမဲမဲကြီးနဲ့မျက်လုံးတွေကတော့နီးရဲနေပါတယ်အားလုံးပဲတခြားအိမ်ဘက်ကိုပြေးကြရတော့တာပါပဲလူနေနေတဲ့အိမ်ကိုအပြင်ကနေအော်ခေါ်ကြတာပေါ့သူတို့ကထွက်လာကြတယ်ဘာဖြစ်တာလဲဆိုပြီးမေးမြန်းကြတာပေါ့ ကျွန်တော်တို့လည်းအကျိုးကြောင့်ပြောပြတော့အိမ်ထဲခေါ်ဝင်ကြပါတယ်။သူတို့ပြောပြမှကျွန်တော်အာခေါင်တော်ခြောက်လာမိတယ်ဗျ။ဟိုအရင်ကဒီနေရာဟာတင်းကျိုင်းကြီး။ဒါပေမဲ့အခုလူနေနေကြတဲ့အချမ်းကမပါဘူး။ကျွန်တော်တို့ဝယ်ထားတဲ့မြေကတင်းကျိုင်းမြေပေါ့။သူတို့ကတင်းကျိုင်းပြင်ပနေရ။တင်းကျိုင်းမြေပေါ်ဘသူမှလာမနေကြသေးဘူးတယ်ဗျ။ကျွန်တော်တို့ကပထမဆုံးလာနေတဲ့သူပဲတဲ့။အဲ့ဒီအိမ်ကဦးကောင်းဆိုတဲ့ဦးလေးကြီးကသူ့အိမ်ပရင်ပေါက်ကနေအပြင်ဘက်ကိုလက်ညှိုးထိုးပြပြီးပြုတ်ပြတယ်။ ဘယ်ကနေပဲအထီးကတင်းချိုင်းမြေဘယ်နေရာကတင်းချိုင်းပြင်ပဲစသဖြင့်ပေါ့သူတို့နေတော့လေလာလာပြီးအနှောက်ယှက်ပေးကြတဲ့ဗျဒါပေမဲ့သူတို့ကအရန်သားတွေလှုပ်ထားတဲ့အတွက်မလာကြတော့ဘူးလို့ဆိုတယ်ကျွန်တော်ကလည်းကိုညီပေးပါလို့အကူညီတောင်းတော့သူတို့ကိုအရန်သားလှုပ်ပေးရစရာကိုမနဲ့ပင့်ပေးမယ်ပေါ့ဒီညတော့အိမ်ပြန်မအေးရဲလို့ဒီမှာပေးနေပါလို့တောင်းတော့မမှန်နေခဲ့ရတယ်ဦးကောင်းတို့ကလည်းသဘောကောင်းကြပါတယ်အိယာတွေထုတ်ပေးတယ်အိယာတွေဆောင်းနေကမလောက်ဘူးလေကျွန်တော်ကတော့ ခေါင်းအုံးမှုတစ်ခုခုရှိရင်ရပြီသူတို့ကိုပဲပေးအိတ်လိုက်တယ်အားလုံးအိတ်သွားကြပြီမဲ့ကျွန်တော်ကအိတ်လိုမပြောဘူးစိတ်ထဲကြောက်နေပြီမဲ့လေဘဝင်မကြနေဘူးတိကျင်စိတ်လဲများနေတော့အိမ်ပရင်ပေါက်ကိုအသာလေးဖြွင့်ပြီးကျွန်တော်အိမ်ဘက်ကိုလှန့်ချောင်းကြည့်မိတယ်ဆော့ဆာချင်းတော့ဘာမှမရှိဘူးမောင်မဲပြီးတိတ်ဆိတ်နေတာပဲတနားရီကြားတစ်ခါလောက်ထထချောင်းနေရင်မနေ့နှစ်နာရီလောက်ကြာတော့ကျွန်တော်အိမ်ခေါင်းမိုးပေါ်ကနေလူမဲမဲကြီး၃ယောက်ထိုင်ပြီးကျွန်တော်ဘက်ကိုကြည့်နေတာတွေ့လိုက်ရတော့တာပဲဗျာ။ ကျွန်တော်တကူလုံးတုံးလာမိတယ်။တကားကိုအမြန်ပိတ်ပြရတယ်။ကြောက်ကြောက်နဲ့ခွေခေါက်နေပေမဲ့မျက်လုံးထဲကမထွက်နေဘူး။မနေ့လေးနာရီထိုးတော့ဦးကောင်းတို့လင်မယားကထပြီ။မျက်နာတစ်ကြပြီးဖျားဝှက်ပြူကြတော့မှကြောက်စိတ်ကပြေးသွားတယ်။မနေ့လင်းတော့ကျွန်တော်တို့လည်းပြန်မဖြစ်မယ်လေ။သူများရင်မှာဒုက္ခပြီးတယ်လို့ဖြစ်နေတာတော့အားနာလာပြီ။ကြောက်ပေမဲ့လင်းနေပြီဆိုတော့အရေးစွန်ရတာပေါ့။ဦးကောင်းကဆရာပင့်လာပေးမယ်ဆိုတော့လေအားတက်သွားမိတယ်။အိမ်ကိုပြန်လာကြတော့ အိမ်တကားကပိတ်ထားတယ်။မင်းညာကအိမ်တကားဖွင့်ခဲ့တာအလုံးအသိမသိတလို့ဟန်ဆောင်ပြီးတကားဖွင့်အိမ်ထဲဝင်ခဲ့ကြတယ်။အိမ်ထဲကမီးဖိုခန်းမှာထမင်းအိုဟင်အိုတွေမွာစာကျဲနေတယ်ဗျာ။အိမ်ထက်ကကြံတဲ့ကြက်သားဟင်အိုကြီးလည်းမှောက်လို့တတိဆန်တကောင်ကဝင်စားထားတယ်လို့ပဲ။မြေပေါ်ပေပွားနေတာကိုတွေ့ရတယ်။အတော်ကတော့ဒီညာဆက်မနေရဲဘူးပြန်မယ်လုပ်နေလို့ဆရာလဲလာမှနေပေးပါဆိုပြီးမနေချို့မခေါ်ထားရတယ်ဗျ။နေလေကြတော့ ဦးကောင်တို့လင်မယားနဲ့သူ့သားနှစ်ယောက်ဆရာနဲ့သူ့တပည့်နဲ့၆ယောက်ရောက်လာကြတယ်။ဆရာကအင်ချီနေကိုကြည့်ပြီးဖြစ်တာတွေမင်းမြန်းလို့အလုံးပြောပြလိုက်တယ်။ဆရာကဒီမကောင်ဆူရွားတွေအတွက်နေရာလုပ်ပေးရမယ်လို့ပြောတယ်။အဲ့ဒါနဲ့မျိုးပြင်မကနေရာတစ်ခုမှာအပင်တပင်သွားဆိုင်ပေးရတယ်ဗျ။အပင်ကနည်းနည်းကြီးတဲ့အပင်ပေါ့လေ။ကျွန်တော်ပခုံးလောက်မြင်တာရှားဝယ်ရတယ်။ပြီးတော့တေချာဆိုင်ပြီးအပင်အောက်မှာငှက်ပြောပဲနဲ့ထမင်းသုံးပုံပုံရတယ်။ထမင်းပုံမှာကြက်သားဟင်းပုံပြီးချခဲ့ရတယ်။ အိမ်မှာလဲဆမ်းမန်းအစ်စ်ပြန်ပေးရတယ်။အဆောင်လက်ဖွဲ့တရုတ်တစ်ခုစီဆောင်ထားရသေးတယ်။ဆရာပြောတာကတော့ဒီမကောင်းဆိုးဝါး၃កောင်ကကျွန်တော်မြင်နေရမှာနေတဲ့။ဘီအကွက်ဒီမှာလဲတခြားမကောင်းဆိုးဝါးတွေကြံသေးတယ်လို့ပြောတယ်။အကုန်လုံးကိုခေါ်သွားဖို့မလွယ်လို့ကျွန်တော်မြင်နေရက၃កောင်ကိုပဲခေါ်သွားရတာပါ။ခေါ်သွားပြီးရင်အိမ်စီချရတာမလို့ကြံတဲ့မြေရှင်တွေကကြိတ်မကြိတ်မသိတဲ့ကိစ္စတွေလည်းရှိနေသေးတော့အကယ်၍တခြားလာနေကြတဲ့သူတွေရှိလိုက်မကောင်းဆိုးဝါးနှင်းခြင်းနဲ့ဆိုရင် အချိန်မရွေးလာပင်ဖို့ပါမှာခဲ့ပါတယ်။ကျွန်တော်ကလည်းခြံစည်းကိုအမြန်ဆုံးခတ်ဖို့ပြောခဲ့ပါသေးတယ်။အဲ့ဒီလိုအရန်တားလှုပ်ပြီးတဲ့ညကစပြီးမချောက်တော့ပါဘူး။ဒါပေမဲ့ဘေးအကွက်မှာနေတဲ့ဟာတွေကတစ်ခါတစ်ခါအတန်ပြီးတတ်တယ်။ဒါကြောင့်ကျွန်တော်လည်းအုံနာစီပတ်စံထပ်ဆွဲပြီး CEO မြန်ခတ်နိုင်မှုစူးစမ်းလိုက်ပါတော့တယ်။ CEO လေးခတ်ပြီးတဲ့အခါအိမ်မှာလာနေကိုဖို့အမျိုးတွေကိုအလှဲ့ကြအကူအညီတောင်းခဲ့ရသေးတယ်။ကျွန်တော်တို့လည်းဘေးအကွက်တွေမြန်မြန်အင်လာဆောက်ကြပါစီ။ လူတွေများများလာနေကြပါစေလို့ဆုတောင်းနေခဲ့ရတာပေါ့ဗျာအခုတော့ကျွန်တော်ဆုတောင်းပြေပါပြီလမ်းထိပ်မှာစားတောက်ဆိုင်ကြီးတစ်ဆိုင်နဲ့ဓာတ်ဆိုင်ဆိုင်ကြီးတစ်ဆိုင်လာဖွင့်ပြီးတဲ့အခါကျွန်တော်အိမ်ဘေးကမြေကွက်လက်ဒီမှာအိမ်ဆော့ဖို့ဖောင်ဒေးရှင်းလာချနေတာလင်းငါအိမ်လောက်ရှိလာသလိုလူမနေတဲ့အိမ်တွေကလည်းလူနေဖို့ပြောင်းလာကြတာတွေ့ရတယ်ဗျကျွန်တော်တို့ကတော့လာနေတဲ့သူတွေသာညာကြီးမင်းကြီးအိမ်တကားလာခောက်ခဲ့ရင်ကူညီဖို့အသင့်မှာပဲဗျာ ဆရာမဒေါ်ရာလာမင်းဆန္ဒရေးသားထားတဲ့တင်ချိုင်းမီ ဆိုတဲ့ဝတ္ထုတူလေးကတော့ဒီတွင်ပဲပြီးဆုံးသွားခဲ့ပါပြီ။နာဆင်ပေးခဲ့ကြတဲ့ဒုက္ခရဲ့ချက်တော်ပြိတ္တများအလုံးကိုစိတ်နှပြရွှင်လန်းချမ်းမြေကြပါသည်ရှင်။